ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ God Love Channel မှာကြိုဆိုပါရစေ။ဒီတစ်ခါဝေမျှပေးချင်တာတော့ကျန်းစာထဲကကောင်းကင်တမန်များရဲ့အရေးပါမှုကြောင့်ကိုဝေမျှပေးမှာဖြစ်ပါရစေ။ပရိသတ်များရှင့်ကက်သလစ်အသင်းတော်ကဘာလို့ကောင်းကင်တမန်များကို ကြီးညိုလေးစားပြီးကြားခန့်ဆုတောင်းကြတာလဲ။ကက်သလစ်အသင်းတော်ဟာသခင်ခရစ်တော်တည်ထောင်တဲ့တခုတည်းသော ခရစ်ယာန်ဘာသာဖြစ်တဲ့အတိုင်းပဲ။တမန်တရားကို သင်ကြားတဲ့နေရာမှာလဲ ဖျားသခင်ရဲ့နှုတ်ကပတ်တော်ကျမ်းစာကို အမြဲအခြေခံနဲ့သင်ကြပါလေ။ပထမအနေနဲ့ခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်တီးဟုသောပုဂ္ဂိုလ်သုံးပါးဖျားသစုကိုသာကိုးကွယ်ပါလေ။အဒီနောက်မှာကောင်းကင်တမန်များကိုကြည်ညိုတယ်။အဒီနောက်လူသားချင်းချင်းကိုကြည်ညိုတယ်။အဲဒီလူသားများထဲမှာမှာကောင်းကင်ရောက်ပြီးသောခရိယန်များကိုကြည်ညိုတယ်။ပြီးတော့မြေကြီးပေါ်မှာတည့်ရှင်နေသေးသော ခရိယံများကိုကြီးညိုလေးစားတယ်။ကက်သလစ်သင်းတော်အတွက်ကတော့ဖျားဖန်ဆင်းချသောယာတိုင်းကဖျားပိုင်ဆိုင်ရာဖြစ်တဲ့အတွက်ဖျားရဲ့ဖန်ဆင်းခြင်းအစီအမံကိုလေးစားရင်မိသူမဆိုကိုလေးစားပါတယ်။အခြားဘာသာများနဲ့မတူဘဲကက်သလစ်သင်းတော်ကကောင်းကင်တမန်များကိုလောကလူသားများထက်ဖျားနဲ့နီးကပ်ပြီးဖျားကိုအစီခံသူများဖြစ်ကြောင်းကိုသွန်သင်ပါတယ်။အဲကြောင့်ကောင်းကင်တမန်များဟာ ဖျားရဲ့လှုပ်ဆောင်ချက်များကိုတစ်ဖက်တစ်လမ်းကနေအကောင့်ထယ်ဖို့ပြီးသူဖြစ်ကြောင်းယုံကြည်ကြတယ်။ဒါကြောင့်ကောင်းကင်တမန်များဟာလူသားများနဲ့ဖျားကြားမှာအမှုချမ်းများဆိုတာကိုလည်းသိလာရပါတယ်။ကောင်းကင်တမန်များဟာစကားပြောတတ်သူများဖြစ်တယ်လို့ဖျားရဲ့တည်င်းစကားကို လူသားများစီသိဆောင်သူများလည်းဖြစ်ပါတယ်။ပထမဆုံးဥပမာအနေနဲ့ဆိုရင် ကောင်းကင်တမန်ဂါဘရီယဲကမာရီယာအမိရှိတဲ့အပြုကညာကို ဘုရားသခင်ရဲ့စကားများကို လာရောက်ပြောမှတည်င်းပို့ဆောင်ပြီးကြောင်းသိရတယ်။အဲ့ဒီအပြုကညာသည်မာရိဖြစ်ပြီးတော့အဲ့ဒီမာရိသည် ခရစ်ကိုခေါ်ဝေါ်သမှုတ်သောယေရှုရဲ့မိတော်အမိဖြစ်သည်။တိတိကျကျစမ်းစာရတွေ့ရပါတယ်။ဒါတော့ရှမသဲခန်းကြီးကျအခန်းငယ်16မှာဖော်ပြထားပါလိမ့်။ကြောင်းကင်တမန်ကာပရီယက်ကမာရိနဲ့စကားလာပြောကြောင်းကိုလူကာကျမ်းစာရအခုလို တွေ့ရပါတယ်။ အဲ့ဒီအကြောင်းတွေကိုငါးလလွန်သောအခါဂါလိလဲပြည်နာဇရက်မြို့၌ဒါဝိအမျိုးသားယောသန်အမိရှိသောလူနှင့် ထိမ်းများဆောင်နေ၍မရှက်တင်သေးသောသူတို့သမီးကညာစီတို့ဖျားသခင်သည် ကောင်းကင်တမန်ဂါဗရီလာကိုဆေလွတ်တော်မူ၏ထိုသူတို့သမီးကညာကမာရိအမိရှိ၏ကောင်းကင်တမန်သည် ရောက်လာလျင်ဂျေဇရောကိုခံရသောမိမသင်အားမင်္ဂလာဖြစ်စီသည်တည်းထာဝရဖျားသည်သင်နှင့်အတူရှိတော်မူ၏ ်သင်သည်မိမတကာတို့ထက်မျက်စွာသောမင်္ဂလာရှိသည်ဟု ပြောဆို၏လို့တွေ့ရပါလိမ့်။မာရီသည်သူစကားကိုကြားလျင်စနေလုံးမငြိမ်မဝှက်ဖြစ်ချင်းတွင် ကောင်းကင်တမန်ကလည်းမာရီကြောင်းရွက်ခြင်းမရှိနှင့်သင်သည်ဖျားသခင်ရှိတော်၌မျက်နှာရပြီ။သင်သည်ပရိသတ်ဆွဲယူ၍တားယောက်ကြားကိုဖောင်းမြင်လိမ့်မည်။ထိုသားကိုယေရှုလို့အမည်မှဲ့ရမည်။ထိုသားဒီကကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောဖျားဤသားတော်ကိုခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။သူ့ဘာဒါဝိဤရာဇပလင်ကိုသာရအရှင်ဖျားခင်သည် သူ့အားပေးတော်မူမည်။ထိုသူသည်လည်းရာကောက်အမျိုးနွယ်ကို အစင်မပြတ်အုပ်စုလိမ့်မည်။သူ၏နိုင်ငံသည်လည်းဆုံးခြင်းမရှိဟု ပြောဆို၏လို့တွေ့ရပါသည်။ထိုကြောင့်ကိုမာရိကပြန်ဖြေသည်မှာမာရိကလည်းဤအမှုရာသည်အဘယ်သို့ဖြစ်လိမ့်မည်နည်း။အကျွန်ုပ်သည်ယောက်ျားနှင့်မဆက်ဆံပါဟု ကောင်းကင်တမန်အားပြန်ပြော၏ကောင်းကင်တမန်ကလည်းသန့်ရှင်သောဝိညာဉ်တော်သည်တင့်ဤအပေါ်မှာတည့်ရောက်တော်မူ၍အမြင့်ဆုံးသောဖျားဤတကူအာနုဘော်တော်သည်တင့်ကိုလွှမ်းမိုးလိမ့်မည်ထို့အကြောင်းကြောင့်ထိုသန့်ရှင်သောသားသည်လည်းဖျားဤသားတော်ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်ဟုတွေ့ရပါသည်နောက်ဆုံးကေတီချင်းစတင်စီသည့်စကားမှာမာရီကအကျွန်ုပ်သည်ခြာရဖျားဤကြုံမှဖြစ်ပါ၏ကိုရောဤစကားအတိုင်း အကျဉ်ထုတ်နိုင်ဖြစ်စေပါစေတော်ဟုဝန်ခံပြီးမှ ကောင်းကင်တမန်တီမာရိထံမှသွားလေ၏ဟုတွေ့ရပါတယ်။ဒီစကားကြောင့်မာရိဟာဖျားအလိုတော်ဆောင်သူဖြစ်လာပြီးတော့ကေတင်ချင်းလုပ်ငန်းကိုဖျားသခင်က မာရိဝန်းတော်အနေဖြစ်ပေါ်လာစေခဲ့ပါတယ်။ဒုတိယဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကောင်းကင်တမန်များကစကားပြောနိုင်တာကိုကောင်းကင်တမန်ဂါဘရီယယ်နဲ့ယောဟန်ရဲ့အဖေရှစ်ဘရဟိတ်ဇာခရီတို့ရဲ့ စကားပြောခန်းဖြစ်သိရပါလိမ့်မယ်။အဲ့ဒီအကြောင်းကိုဒုခခြောက်ရဖျားကြီးကောင်းကင်တမန်တီချင်းရှား၍နတာပေါင်းကိုရှုသောရစ်ပလင်လက်ရပင်၌ရက်နေသည်ကိုဇာခရစ်သည်မြင်လင်စိတ်နှလုံးမငြိမ်းမဝှက်ထိတ်လန့်ခြင်းသို့ရောက်၏။ကောင်းကင်တမန်ကလည်းဇာခရီးကြောက်ရွံ့ခြင်းမရှိနှင့်သင်ပြုသောပတ္ထနာကိုနှာခံတော်မူပြီးသင်၏ခင်မွန်းအီလိရှာဖက်တီတားယောက်ျားကိုဖွားမြင်လိမ့်မည်။ထိုသားကို ယောဟန်အမိဖြင့်မှဲ့ရမည်ဟုတွေ့ရပါလိမ့်မည်။ကောင်းကင်သမက်ကယောဟန်နဲ့ပတ်သက်ပြီးပြောသည်မှာသာရဖျားအဖို့အလို့ငါပြင်ဆင်သောလူမျိုးဖြစ်စေခြင်းဟာ၎င်းသူသည်အေလိယဤစိတ်ဝိညာဉ်တကိုးနှင့်ပြည့်စုံလျက်ဖျားသခင်ရဲ့ရှစ်တော်သို့သွားလိမ့်မည်ဟုကောင်းကင်သမက်ပြောဆိုလေသည်စွာကိုလည်းတွေ့ရပါလိမ့်မည်။လူသားများပေါ်တက်ခတ်နိုင်တဲ့ကောင်းကင်သမက်များနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှင်တော့ဖျားသခင်စေလွတ်တဲ့ကောင်းကင်သမက်ဂါဘရီယဲဟာ လူသားတွေအပေါ်တန်ခတ်နိုင်တဲ့အခွင့်ရှိပါတယ်။အဲ့ဒီအခွင့်အရေးကိုကောင်းကင်သမက်များအားဖျားကပေးထားတဲ့အတွက်ကြောင့်ပါ။ကောင်းကင်သမက်တစ်ပါးကဖြစ်စေတဲ့အရာကိုဖျားကလည်းလက်ခံကြောင်းသိတယ်။အဲ့ဒီအကြောင်းတွေကိုကောင်းကင်သမက်စကားကိုမယုံကြည်တဲ့ယောဟန်ရဲ့အဖေဇာခရီဘုရားမှာကြုံတွေ့ရပါတယ်။အဲ့ဒီကျမ်းစာအဖြစ်ကြည့်မယ်ဆိုလို့ရှိရင်တော့ကောင်းကင်သမက်ကငါသည်ဖျားသခင်အချမ်းတော်၌ခစားသောဂါဘရီလာဖြစ်၏။ ။သင်ကိုနှုတ်ဆက်၍ဤဝမ်းမြောက်စရာတည်င်းကိုကြားပြောစီခြင်းကငါကိုစစ်လွတ်တော်မူ၏။သင်သည်ငါစကားကိုမယုံသောကြောင့်ဤအကြောင်းအရာမဖြစ်မီနေတိုင်အောင်စကားမပြောနိုင်ပေအားလျင်ရှိနေလိမ့်မည်။ငါစကားအတိကအချိန်တန်လျင်ပြည့်စုံလိမ့်မည်ဟုပြောဆိုသည်။ဆိုတာတိတိကျကျတွေ့ရပါလေ။ထူးခြားတာတော့ကောင်းကင်တမန်စကားအတိုင်းပါပဲ။ဇာခရိက ကိုလာနီပါစကားမပြောနိုင်တော့ဘဲသူအာသွားခဲ့ပါလေ။ သူ့ရဲ့ကလေးမွေးခါနီးမှာစကားပြန်ပြောနိုင်ခဲ့တယ်။အရိအချက်ဟာဖျားသခင်ဖန်ဆင်းထားတဲ့ကောင်းကင်တမန်ရဲ့အရေးကြီးခြင်းကိုပြတာပါ။သခင်ခရစ်တော်ကိုယ်တိုင်ကလည်းလူတိုင်းမှာမိမိကိုဆောင်ရှောက်တဲ့ကောင်းကင်တမန်များရှိတယ်ဆိုတာကိုသက်သေပြပေးခဲ့ပါတယ်။ခရစ်တော်ကကလေးတွေကိုကြည့်ရှုသောကောင်းကင်တမန်များရှိတာကိုပြောခဲ့တယ်။ဒါကြောင့်ကတိလက်သင်းတော်ကသူတို့ကိုကိုးစားတကြများဟုခေါ်ပါတယ်။ ခရစ်တော်ကကလေးသင်ငယ်များကိုမတိမဲ့မြင်မပြုဖို့တတိပေးခဲ့တယ်။အဲ့ဒီအကြောင်းတွေကိုသင်တို့ဒီဤသင်ငယ်သစုံတယောက်ကိုမတိမဲ့မြင်မပြုမီအကြောင်းတတိရှိကြလော။ငါဆိုဒီကသူတို့ရဲ့ကောင်းကင်တမန်တို့ဒီကောင်းကင်ဘုံ၌ရှိတော်မူသောငါအဖ၏မျက်နာတော်ကိုအစင်မပြတ်ဖူးမြင်ကြ၏ဟုတွေ့ရမှာပါ။ဤကျမ်းချက်ကအလွန်ပင်ထူးခြားပါတယ်။လောကမှာရှိတဲ့ကလေးသင်ငယ်များကိုမတိမဲ့မြင်ပြုခြင်းကိုကောင်းကင်တမန်တော်များက ဖျားသခင်မျက်နှာရှိမှာချက်ချင်းအကြောင်းကြားတဲ့အနေအထားဖြစ်ပါတယ်။တခြားနေရာဖြစ်ပြောမယ်ဆိုလို့ရှိရင်တော့ကောင်းကင်သမင်များဟာကလေးတငယ်များအတွက်ယက်တီပီသောသူများလို့ဆိုရမှာဖြစ်ပါတယ်။ဈာနေပီသူများလို့ဆိုရမှာပါ။အထက်ကကြမ်းချက်ရဆိုလို့ရှိရင်တော့လူတိုင်းမှာမိမိကိုယ်စီရဲ့ကောင်းကင်သမင်ရှိတယ်ဆိုတာကိုသိလာရပါတယ်။အဲဒီလိုခရစ်တော်ပြောသောစကားကိုလိုက်နာတဲ့အတွက်ကက်သလစ်အသင်းကကောင်းကင်သမင်တွေစီအကူအညီတောင်းခြင်း ဆူတောင်းခံခြင်းများကိုပြုလုပ်ရပါသည်။အထက်ကကျန်းစာရာကက်သလစ်သင်းတော်ကကောင်းကင်တမန်များကိုဖျားသခင်ကလူသားတွေအတွက်ဖန်ဆင်းစာပေးကြောင်းသိရပါသည်။အဲကြောင့်ဖျားနဲ့အနီးကပ်နေတဲ့ကောင်းကင်တမန်များဟာငရုရဲ့ဆူတောင်းခြင်းကိုဖျားစီပို့ဆောင်ပေးကြတယ်ဆိုတာကိုယုံကြည်လာကြတယ်။ဖျားသခင်ကလူသားများနဲ့ကောင်းကင်တမန်များကိုဖန်ဆင်းသလိုပုံမမြင့်မြတ်တဲ့ကောင်းကင်တမန်များက လူသားများရဲ့အရေးကိစ္စကိုဖျားရှင်မှလှုပ်ဆောင်ပေးကြတာကိုယုံကြည်လာကြပါတယ်။ဘာကြောင့်ဆိုရင်တော့လူသားများပေါ်ဒုက္ခပြီးရောက်ခြင်းမရှိစေရန်လဲဖျားခင်ကကောင်းကင်သမင်းများကိုခတ်ထားပြီးကြောင်းစံစာအရသိရပြန်ပါတယ်။အရိအကြောင်းတွေကို စာလံကျမ်းမှာတင်းဤမကောင်းသောအနှိဋ္ဌယုံမကတ်မရောက်တင်းနေရာသို့ဘေးဥပမချီရသွားလျာရ၌တင်းကိုဆောက်ရှောက်စေခြင်းကကောင်းကင်သမင်းတို့အား တင့်အဖို့မှားထားတော်မူသည်ဖြစ်၍တင့်ဤခြေကိုကြောက်နဲ့မထီမခိုက်စေခြင်းကသူတို့သည်တင့်ကိုလှက်နဲ့မှားစာချီးပင်းကြလိမ့်မည်ဟုတွေ့ရပါတယ်။ဒီကျမ်းချက်ကို စာတန်ကယေရှုကိုစုံစမ်းတဲ့အချိန်မှာအသုံးပြုခဲ့ပါတယ်။ဓမ္မဟောကံလာမှာလည်းကောင်းကင်တမန်တို့ရဲ့အရေးကြီးပုံကိုကြွေရပါတယ်။အရိကျောင်းရာကတော့ဒုံမြို့နဲ့ဂေါမောရာမြို့အပေါ်သို့ကန့်နဲ့မီးမိုးကိုရွာစေဖို့ ဖျားစေလို့တဲ့ကောင်းခင်တမန်နှစ်ပါးဟာလောသားကသူတို့ကိုကြိုဆိုခြင်းအရိမျိုးကလူများကစိုးလွန်ကြတဲ့အတွက်ကောင်းခင်တမန်များကိုစော်ကားလိုကြခြင်းလောသားကခွင့်မပြုတဲ့အတွက်ပုံမိုးဆိုးမိုက်ကြရာကောင်းခင်တမန်တို့ဟာလက်ဖြစ်ဆန့်၍လောသားကိုမိမိတို့နေအိမ်အတွင်းသို့ဆွဲသွင်းပြီးတကားကိုပိတ်ကြောင်းကောင်းခင်တမန်များကစိုးမိုက်သောသူများထက်ကအေဒီကားနားမှာရှိသောသူ အကြီးအငယ်တို့ကိုမျက်စိကန်းစေခြင်းကတက်ခတ်ခြင်း ကောင်းကင်သမတ်တို့ကလည်းလောသားဤသားသမီးသမက် မြို့ထဲမှာတင်၌ရှိသည်များကိုသူအရက်ကထုံဆောင်စေကြခြင်းသူမျိုးရှိအရက်သားတို့သည်ခြာရဖျားရှိတော်မှာအလွန်ကြွေးကြော်ခြင်းရှိသည်ဖြစ်၍ဖြည့်စည်းစီခြင်းကခြာရဖျားသည်သူတို့ကိုဆင်းလွတ်တော်မူကြောင်းကိုလောသားအားပြောဆိုကြခြင်းသူစကားကိုမယုံတလိုလိုနေတဲ့လောသားရဲ့သမက်တို့အားမြဲမြဲထွက်သွားစေခြင်းမိုးတောက်သောအခါကောင်းကင်သမတ်တို့သည်လောသားကိုဆော်လျက် တင်းသည်ချ၍ဤရဲ့၌ရှိသောမယားနှင့်သမီးနှောက်တို့ကိုယူသွားလောဟုဆိုတော်လဲသူသည်ဖင်ထွက်သောအခါခြောက်ရဖျားတနာတော်မူသောကြောင့်ကောင်းကင်တမန်တို့ဟာသူနှင့်သူ့ရဲ့မယားသူ့ရဲ့သမီးနှောက်ကိုလက်ဆွဲ၍မြို့ပြင်သို့ထုတ်ဆောင်ကြခြင်းလောသားသည်မြို့သည်မြို့အတွက်ကောင်းကင်တမန်များကိုတောင်းလျှောက်သောအခါမှာထိုသူကလည်းကောင်းကင်တမန်များကလည်းသင်၏စကားကိုနားထောင်စေခြင်းကထိုမြို့အတွက်တောင်းပန်သောကြောင့်ငါမဖြစ်စီကြောင် ဘေးလူချင်းကထိုမျိုးတို့အလင်းအမြက်ပြေးကထိုမျိုးတို့မရောက်မီငါသည်အဘယ်မှုကိုမှမပြုနိုင်ဟုဆိုသည်ဖြင့်ထို့ကြောင့်ထိုမျိုးကိုဇောရာမျိုးဟုသမုတ်ကြကြောင်းသိရပါသည်ဓမ္မသစ်ကာလမှာလည်းကောင်းကင်တမန်တစ်ပါးကထောင်ချနေတဲ့ပေသူကို လာကယ်တင်ချောင်းကိုအထူးတွေ့ရပါသည်ဟေရိုမင်းကြီးမှယာကုတ်ကိုတက်ပြီးပေသူကိုလည်းထောင်ချကြောင်းသိရပါသည်ထူးခြားတာကတော့ပေသူဟာထောင်ထဲမှာအကျဉ်းနေရတဲ့အချိန် သင်းဝင်သူတို့ဟာသူ့ဖို့ကြိုးစား၍ဘုရားသခင်ကိုဆုတောင်းပါထနာပြုကြတယ်။ဒီနေရာမှာခရစ်တော်တည်ထောင်တဲ့အသင်းတော်ဝင်များကပေတရုအဖို့ဘုရားစီဆုတောင်းကြတယ်။သူတို့ရဲ့ဆုတောင်းခြင်းကိုကြားသောဘုရားသခင်က ကောင်းကင်တမန်အဖြစ်ပေတရုကိုထောင်ထဲကနေလာထုတ်ဆောင်စေခဲ့ကြောင်းသိရပါလေ။ထိုကြောင့်ကိုထိုအခါခြောက်ရဖျားရဲ့ကောင်းကင်တမန်သည်ပေါ်လာလင်ထောင်အိမ်၌အလင်းထွန်းထောင်လာ၏။ကောင်းကင်တမန်သည်ပေတရုရဲ့နှဘေးကိုပုတ်ခတ်၍ အလင်းမြန်ထလုံးဟုဆိုကာထားစီပါလေ။တန်ကျိုးသည်လည်းပေသူလက်နေတွေ့လေ၏။ကောင်းကင်တမန်ကလည်းသင်ဤခါပန်းကိုစီလုံး၊ခြေနှင်းကိုလည်းစီလုံးဟုဆိုပြီးဆိုတဲ့အတိုင်းပေသူကပြုပါလေ။ဝတ်လုံးကိုခြုံ၍ငါနောက်သို့လိုက်လုံးဟုဆိုပြန်ပါတယ်။လူဆောင်နေတန်းကိုလွန်သွားပြီးမြို့ထဲသို့ဝင်သောတန်တကားသို့ရောက်တော့သူတကားဒီအလိုလိုပွင့်တဲ့ဖြင့်သူတို့ဒီထွက်၍လဲတဲ့เจ้า၌ရှောက်သွားပြီးမှ ကောင်းကင်တမန်သည်ချက်ချင်းပေသူကနေခွာ၍သွားလေ၏အဲ့လိုမျိုးကောင်းကင်တမန်ကဲခြင်းအပေါ်ပေသူကပေသူဤတတိယလင်အခုပင်သခင်ဖျားသည်မိမိကောင်းကင်တမန်ကိုဆေးလွှတ်၍ဟေရုမင်းလက်ကတွင်၎င်းယူဒလူတို့ရဲ့မျောလေခြင်းမှ၎င်းငါကိုကဲနှုတ်တော်မူသည်ကိုငါအမှန်သိ၏ဟုအောက်မိကြောင်းသိရပါလေ။အဲဒီနောက်မှာဆူတောင်းတော်သင်းဝင်များထံပြန်ရောက်လာပြီးတော့အဖြစ်အပျက်ကိုပြန်လည်ပြီးပြောပြကြောင်းလည်းသိရပါလေ။ဒါပြင ခရစ်တော်တရားဟောတဲ့တမန်တော်တွေကို ထောင်ထဲနောက်ထားကြတဲ့အခါမှာကောင်းကင်တမန်များကလာပြောမှကဲတင်ကြောင်းကိုလည်းတွေ့ရပါတယ်။အဲဒီကြောင်းတွေကိုတမန်တော်တို့ကိုဖန်ဆီး၍ထောင်ထဲ၌လောင်ထားကြ၏။ညအခါခြောက်ရဖျားကြီးကောင်းကင်တမန်သည်ခြောက်တကားကိုဖွင့်ပြီးလင်ထိုသူတို့ကိုနှုတ်၍သင်တို့သွားကြလော့။မိမ့်မန်တော်၌ရဲ့၍အသက်ရှင်ခြင်းတရားစကားအလုံးစုံကို လူများတို့အားဟောပြောကြလော့ဟုမှာထားပါတယ်။ ထိုစကားကိုကြားရင်နည်းနည်းစောစောဗိမာန်တော်တို့ဝင်ပြီးအောင်မှဆုံးမဩဝါဒပေးကြတယ်။ဤကုံချုပ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဓမ္မဟောင်းကျမ်းစာနဲ့ဓမ္မသစ်ကျမ်းစာထဲမှာ ကောင်းကင်တမန်တွေရဲ့အရေးပါမှုဟာအလွန်ပဲသိသာလာပါတယ်။ကောင်းကင်တမန်တွေကိုဘယ်သူမှကိုးကွယ်လို့မရပါဘူး။သူတို့ဟာဖျားပေးတဲ့အခွင့်အာဏာရှိကြတဲ့အတွက်သူတို့ကိုအားကိုးထိုက်ပါတယ်။စူတောင်းခြင်းဟူသည်မှာဖျားသခင်စီတို့သာရောက်တယ်။ အဲ့လိုမျိုးဆူတောင်းနေတဲ့ချိန်မှာဖျားကိုတိုက်ရိုက်တောင်းခြင်းရှိတယ်လို့သွဲဝိုက်ပြောမှကြားခံထားတဲ့ဆူတောင်းခြင်းလည်းရှိတယ်။ဒါကြောင့်မလို့ဖျားစီဆူတောင်းနေသုံးနည်းရှိပါတယ်။နံပါတ်၁ဖျားစီကျွန်တော်တို့ရဲ့လွတ်အပ်သောအရာများကိုတိုက်ရိုက်တောင်းခြင်း။နံပါတ်၂ဖျားနဲ့နီးကပ်စွာနေတဲ့ကောင်းကင်သမန်များနဲ့ကောင်းကင်ရောက်ပြီးသောခရီးရန်များဖျားသခင်စီဆူတောင်းပေးကြပါလို့ကြားခံတောင်းခံခြင်း။နောက်ဆုံးနံပါတ်၃လောကမှာအသက်ရှင်နေသေးတဲ့ခရီးရန်ဘာသာဝင်များသည်လည်း ။တယောက်ကိုတယောက်ကြားခံဖြစ်ထားကကျွန်တော်ဂျမသည်ဖျားစီဆူတောင်းပေးပါလို့တောင်းဆိုခြင်းစတဲ့အရာတွေဖြစ်ပါတယ်။ဒါကြောင့်မလို့ကောင်းကင်သမက်များကခရီးရန်များရဲ့ဆူတောင်းတန်ကိုဖျားသခင်စီ မပို့ဆောင်ပေးနိုင်တဲ့ဖြင့်ဆူတောင်းခံစရာမလိုဘူးလို့ပြောတဲ့သူဟာဖျားရဲ့အစီအမံကိုစန့်ကျင်ရာရောက်ပါရှင်။